ာရခဒေတာအတွင်းကမွတ်စလင်အမျိုးသမီးတွေကိုအမျိုးသမီးများအခွင့်အရေးဆိုင်ရာနဲ့အမျိုးသမီးတွေစွန့်ရည်မြင်ကဏ္ဍတွေကိုအာရခပြည်သူတော်လှန်ရေးအစိုးရနဲ့ရခိုင်ပြည်ကျောင်းသားတမကတို့ပူးပေါင်းပြီးဟောပြောပို့ဆောင်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်အနာဂတ်အရခတိုင်းပြည်တိဆောက်ရမှာလူမျိုးဘာသာမရွေးကြားမမရွေးပူပေါင်းပါဝင်နိုင်ရေးအတွေ့အဲ့ဒီလိုလှုပ်ဆောင်တာလို့သိရပါဗျ။အဲ့ဒီဟော်ပြောပို့ချမှုကိုဧပြီလ7ရက်နေ့က ရခိုင်လူမျိုးမျိုးနေတွေကမွတ်စလင်ကျေးရွာကိုရွာမှာကွင်းစင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ASU ရဲ့လူမျိုးစုံရေးရာကော်မတီအတွင်းရေးမှူးမအီအီဆိုကနရီစရာသတင်းဌာနကိုပြောပါရယ်အရခတိုင်းပြည်တိဆောက်ရာမှာမတူကွေးပြားတဲ့လူမျိုးစုတွေအကြားတဟဇာတာကြပြီးယုံကြည်မှုတည်ဆောက်နိုင်ဖို့လိုအပ်တယ်လို့လူမျိုးဘာသာမရွေးကြားမမရွေးပူပေါင်းပါဝင်တည်ဆောက်ဖို့လိုအပ်တဲ့အတွက် အခုလိုဟောပြောပူချမှုတွေပြုလုပ်ခဲ့တာလို့သူကပြောပါရယ်။တော်လန်ရင်တိုင်းပြည်တည်ဆောက်နေတဲ့ကာလဖြစ်တဲ့အတွက်အရခဒေတာအတွင်းနေထိုင်တဲ့လူမျိုးစုတွေအကြားတဟဇာတာဖြစ်မှုနဲ့ယုံကြည်မှုတွေတည်ဆောက်ဖို့အဓိကလိုအပ်နေတယ်လို့လည်းသိရပါရယ်။